မြန်မာနေဦးခရိုနီကယ်နိုဝင်ဘာ24ရက်နေ့တွင်အမေရိကန်နိုင်ငံကမြန်မာနိုင်ငံသား TPS နဲ့နေထိုင်권ရပ်ဆိုင်းလိုက်ခြင်းနဲ့မြန်မာအပေါ်မူဝါဒမကြသေးခင်ရပ်ပိုင်းအတွင်းကမှအမေရိကန်ပြည်ထောင်စုလွှတ်တော်ကော်မတီကမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ကြားနာမှုတရက်ကိုပြုလုပ်ခဲ့ရမှာခေါင်းစဉ်အနေဖြင့် trap ပေါက်မရှိသောမဟာဗျူဟာ မြန်မာနိုင်ငံရဲ့အစုံမတက်နိုင်တဲ့အကြက်အတဲနဲ့အမေရိကန်ရဲ့အကန့်အသတ်ရှိသောရွေးချယ်စရာများလို့အမိပေးထားတာတွေ့ရပါတယ်။ဒီအောက်လွတ်တော်နိုင်ငံခြားရေးကော်မတီလက်အောက်ကအရှိအာရှနဲ့ပစိဖိတ်ဆက် ကော်မတီကြားနာပွဲမှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ပြည်တွင်းစစ်အာဏာသိမ်းထားတဲ့စစ်တပ်နဲ့အမေရိကန်ပြည်ထောင်စုရဲ့မူဝါဒတွေကလုံလောက်တဲ့လုံဆောင်မှုမရှိတဲ့တပ်ဖွဲ့မြန်မာအရေးကျွမ်းကျင်သူတွေပြောဆိုတင်ပြခဲ့ကြပြီးတော့လွတ်တော်ကိုယ်စားလှယ်တွေဘက်ကလည်းမေးမြန်းသဘောထားမှတ်ချက်တွေပြောဆိုခဲ့ကြပါတယ်။ အဆိုပါလွတ်တော်ကောမဒီဂျာနာဝေကမြန်မာအရေးအပေါ်အမေရိကန်ရဲ့မူဝါဒအပြောင်းလဲဖြစ်လာစေတော့မလားလို့မျှော်လင့်နေကြချိန်မှာအမေရိကန်အစိုးရအမိမြေလုံးချုပ်ရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကမြန်မာနိုင်ငံသားတွေအပေါ်ခွင့်ပြုထားတဲ့ယာယီနေထိုင်ခွင့်ဗီဇာ Temporarily Protected Status ကိုရပ်ဆိုင်းလိုက်ကြောင်းနိုဝင်ဘာလ24ရက်နေ့မှာအတည်ပြုကြေညာခဲ့ပါတယ် အစိုးရဝန်ကြီးဌာနကထုတ်ပြန်တဲ့ကြေညာချက်မှာမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်လို့မှတ်ချက်ပြုထားတာကရပ်ပိုင်းအတွင်လွှတ်တော်ကော်မတီကြားနာချက်တွေကအခြေအနေတွေနဲ့ဖြောင်းဖြောင်းကြီးစန့်ကျင်နေတာတွေ့ရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်ကအရေးပေါ်အခြေအနေရုပ်သိမ်းလိုက်ခြင်းလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေခြင်းနဲ့တိုင်းဒါလက်နက်ကန်အဖွဲ့တွေနဲ့အပြစ်ခတ်ရက်စဲတဲ့သဘောတူညီမှုတွေရရှိခြင်းတွေကြောင့် TBS ကိုတက်တန်းတိုးဖို့မလိုအပ်တော့ဘူးလို့မှတ်ချက်ပြုထားတာဖြစ်ပါတယ်။ TBS ဗီဇာနဲ့နေထိုင်ကြသူမြန်မာနိုင်ငံသားအရေအတွက်က3900ဝန်းကျင်ရှိတယ်လို့ American အစိုးရဂိမ်းကနန်းတွေအရသိရပြီးတော့အလဲပတ်ဗီဇာအလုပ်ဗီဇာဂျောင်းဗီဇာတွေနဲ့လာရောက်ပြီးတဲ့နောက် TBS ဗီဇာနဲ့ဆက်လက်နေထိုင်သူတွေဖြစ်တယ်လို့ဆိုပါတယ်ဒီ TBS ဗီဇာနဲ့နေထိုင်ခွင့်ပေးထားတဲ့နိုင်ငံတွေအနေနဲ့ပြည်တွင်းစစ်တွေဖြစ်ပွားနေတဲ့နိုင်ငံတွေပါဝင်ပြီးတော့မြန်မာနိုင်ငံကတော့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ဆီယနာတင်ပြီးတဲ့နောက်ပိုင်းအဲ့ဒီအချိန်ကသမ္မတဘိုင်ဒန်ကခွင့်ပြုခဲ့တာဖြစ်ပါတယ် အခုလိုမြန်မာနိုင်ငံသားတွေကို TPS ရဆိုင်းလိုက်ဖို့ဆုံးဖြတ်ခြင်းကလူ3900အပေါ်တက်ရောက်မှုဆိုတာထက်မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ American အစိုးရရဲ့မူဝါဒကိုဖော်ပြခြင်းကပိုအရေးကြီးတယ်လို့ထင်မြင်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမြန်မာအရေးနဲ့ပတ်သက်လို့အောက်လွှတ်တော်ကော်မတီကမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သဘောထားတွေအနာသိန်းစစ်တပ်အပေါ်ပြင်းထန်တဲ့မှတ်ချက်တွေဘယ်လောက်ပင်ပြောဆိုဆွေးနွေးခဲ့ပါစေ။တမနာထရန့်အစိုးရအဖွဲ့ကတော့ American ရဲ့အကျိုးစီးပွားကိုသာကြည့်ပြီးတော့ မြန်မာနိုင်ငံကြီးမကြခင်အေဂျင့်သားရတော့မဲ့အတွင်မျိုးမှတ်ချက်ပေးထားတာကအလေးနဲ့ထားစဉ်းစားစရာဖြစ်ပါတယ်။အမေရိကန်သမ္မတထရန့်လက်ထက်ပြည်တော်စုအစိုးရဘတ်ဂျက်အတည်ပြုရေးနဲ့ပတ်သက်လို့လွှတ်တော်မှာသဘောတူညီမှုမရပေတလခွေကြော်ကြာအစိုးရလုပ်ငန်းဆောင်တာရက်ဆိုင်နဲ့အဖြစ်ပြက်တောင်းမကြသေးခင်ရက်ပိုင်းကမှအဆုံးသတ်ခဲ့တာကိုကြည့်ရင်လွှတ်တော်ရဲ့သဘောထားလုံပိုင်ခွင့်တွေကအကန့်အသတ်များစွာရှိနေတာထင်ရှားပါတယ်။သမ္မတထရန့်အနေနဲ့မြန်မာနိုင်ငံလူအမေရိကန်ပြည်တော်စုအတွက် ကြီးကြီးမားမားအကျိုးစီးပွားမရှိတဲ့အရှေ့တောင်အာရှနိုင်ငံ တနိုင်ငံရဲ့အရေးကိစ္စကိုစိတ်မဝင်စားသလိုအမေရိကန်ပြည်ထောင်စုနဲ့ခိုင်မာတဲ့မဟာမိတ်နဲ့အိန္ဒိယနိုင်ငံတွေဖြစ်တဲ့ကနေဒါနဲ့မက္ကဆီကိုတို့လိုနိုင်ငံတွေကိုတော့မှအချုပ်ချာအာဏာကိုထိပါစေမဲ့သကကလုံးတွေနဲ့ပြောဆိုတာအနောက်ဥရောပမဟာမိတ်နိုင်ငံတွေကိုကုန်သွယ်ကွန်တိုးမြှင့်ကောက်ခံတာတွေလုပ်ခဲ့တာတွေကြည့်ရင် အမေရိကန်အကျိုးစီးပွားသာအဓိကဆိုတာတွေ့ရမှာဖြစ်ပါတယ်။ သမရထရန်လက်ထက်မှာမြမအရေးမှာဒီမိုကရေစီအင်အားစုတွေကိုခိုင်မာတဲ့ထောက်ခံအားပေးမှုတွေမျှော်လင့်လို့မရဘူးဆိုတာအခု TBS ကိစ္စကထပ်ပြီးတော့တက်တည်ပြလိုက်တာလည်းဖြစ်ပါတယ်။အရှိတောင်အာရှကကြားပြန့်ရာဇဝမှုတွေကိုနှိမ်နှင်းဖို့အထူးအဖွဲ့ဖွဲ့စည်းခြင်းအဲ့ဒီကိစ္စနဲ့ဆက်ဆက်ပြီးတော့မြမအရေးမှာပါဝင်ပတ်သက်လာမယ်ဆိုတဲ့အရေးအယောင်မျှော်လင့်မှုကလည်းအခြေအမြစ်မရှိကြောင်းသဘောပေါက်လာပြီးဖြစ်ပါတယ်။ ကြားပြန်ရာဇဝတ်ဂိုင်းတွေကိုနှိမ်နင်းမယ်ဆိုတာဖြစ်နိုင်ပေမဲ့မြမအရေးမှာဆီယာနာရှင်တွေကိုအရေးယူကင်တွေတော့မယ်ဆိုတဲ့ကောက်ချက်မျိုးချတာကကျိုးချောင်းစီလျော်ရင်းမရှိတာလည်းတွေ့လာရတာဖြစ်ပါတယ်။ဒီမိုကရေစီအင်အားစုတွေတော်လိုင်းအင်အားစုတွေအနေနဲ့မြမပြည်တွင်းရေးနဲ့ပတ်သက်လို့မိမိတို့အင်အားကိုသာအခြေပြုစဉ်းစားရမယ့်အနေအထားကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့အားပေးထောက်ခံမှုနဲ့တစ်ဖက်ကဗီလန်အုပ်စုတွေကိုဖယ်ရှားဖို့ဖြိုချဖို့စိတ်ကူးမရင်တင်းကြတော့တဲ့အခြေအနေကိုရောက်ရှိနေပြီလို့ဆိုချင်ပါတော့တယ်ခင်ဗျာ။ ရုတ်သမ္မတရွှေချင်းပြင်ဟာထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံရဲ့ခိုင်မာတဲ့ရည်တည်ချက်ကိုအမေရိကန်သမ္မတနဲ့ဖုန်းပြောဆိုမှုတွင်အလေးထားပြောကြားခဲ့တယ်လို့တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနကပြောပါတယ်။နှစ်နိုင်ငံခေါင်းဆောင်တွေတရင်းလာနေကဖုန်းပြောဆိုခဲ့တာပါ။ထိုင်ဝမ်ကျွန်းတရုတ်နိုင်ငံနဲ့ပြန်လည်ပေါင်းစည်းတာဟာစစ်ပြီးခေတ်နိုင်ငံကအခင်းချင်းတွေကတခုဖြစ်တယ်လို့သမ္မတရှီကပြောကြားခဲ့တယ်လို့လည်းနိုင်ငံရဲ့ဝန်ကြီးဌာနကဆိုပါတယ်။တရုတ်နဲ့အမေရိကန်တို့ဟာဖက်ဆစ်ဝါဒနဲ့စစ်အာဏာရှင်စနစ်ကိုပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်ရဲ့အောင်ပွဲကိုဥရဲကာကွယ်ဖို့အရေးကြီးတယ်လို့လည်းတရုတ်သမ္မတကပြောပါတယ်။ထိုင်ဝမ်ရေးဟာတရုတ်အတွက်ဘလောက်အရေးကြီးတယ်ဆိုတာကိုအမေရိကန်ကနားလေကြောင်းသမ္မတထရန့်ကပြောကြားခဲ့တယ်လို့လည်းဆိုပါတယ်။သမ္မတထရန့်ကသူတို့ဖုန်းပြောဆိုမှုတွင်ယူကရိန်းနဲ့ရုရှားအရေးဖန်တန်နိုင်းစီးဝါးကိစ္စနဲ့စိုက်ကျွေးထုတ်ကုန်တွေပါဝင်ကိစ္စရဲ့အမျိုးမျိုးကိုဆွေးနွေးခဲ့ကြတယ်လို့သူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြခဲ့ပေမဲ့ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးပြောဆိုမှုကိုတော့တိတိကျကျဖော်ပြခဲ့ခြင်းမရှိပါဘူး။ သမ္မတထရန်လာမယ့်နှစ်အေပီမှာတရုတ်နိုင်ငံကိုသွားရောက်ဖို့နဲ့အဲဒီနောက်မှာသမ္မတရှီအမေရိကန်ကိုလာရောက်ဖို့ဖိတ်ကြားခဲ့တယ်လို့ထရန်ကပြောဆိုပါတယ်။ဂျပန်ဝန်ကြီးချုပ်ရဲ့ဒီလအစောပိုင်းကထိုင်ဝမ်အရေးမှတ်ချက်နဲ့ပတ်သက်ပြီးတရုတ်ဆိုရကဂျပန်ဆိုရကိုဆက်လက်ဖိအားပေးနေပါတယ်။ဂျပန်လွှတ်တော်မှတက္ကသိုလ်ချီဆရာအေကတရုတ်ကစစ်အင်အားသုံးလို့ဖြစ်လာနိုင်တဲ့ထိုင်ဝမ်အရေးပေါ်ခြေနေဟာဂျပန်အတွက်အသက်အန္တရာယ်ချင်းကြောင်းနိုင်တဲ့အခြေအနေတစ်ခုဖြစ်နိုင်တယ်လို့ပြောဆိုခဲ့တာပါ။တရုတ်သမ္မတဟာသမ္မတထရန်နဲ့ဖုန်းပြောဆိုပြီး ဂျပန်ရဲ့အဓိကမဟာမိတ်ကိုဗေကျင်းရဲ့ရည်တည်ချက်ကိုအလေးပေးပြောဆိုဖို့ရည်ရွယ်ပုံရပါတယ်။သမရရှီချင်းဖြင့်ရဲ့တောင်းဆိုမှုနဲ့သမရနှစ်ဦးဖုန်းပြောဆိုခဲ့တဲ့ဆိုတာကိုဝန်ကြီးချုပ်တက်ခိုင်ချီလည်းအင်္ဂါနေ့မှာထုတ်ဖော်ပြောဆိုပါတယ်။သမရထွန်းကဂျမကိုဖုန်းဆက်ပြီးအမေရိကန်နဲ့တရုတ်ရဲ့လက်ရှိဆက်ဆံရေးအခြေအနေပြီးခဲ့တဲ့ညကသမရရှီနဲ့ဖုန်းဆွေးနွေးမှုတွေအကြောင်းကိုပြောကြားပေးခဲ့ပါတယ်လို့တက်ခိုင်ချီကပြောဆိုခဲ့ပါတယ်ခင်ဗျာ။ လေးရှားနိုင်ငံဟာအသက်16နှစ်အောက်ကလေးတွေကိုဆိုရှယ်မီဒီယာလူမှုကွန်ရက်သုံးစွဲမှုကိုတားမြစ်ဖို့ကြေညာခဲ့တဲ့နောက်ဆုံးနိုင်ငံဖြစ်လာပါတယ်။မလေးရှားအစိုးရကအခုလိုဆောင်ရွက်ရတာဟာကလေးလူငယ်တွေကိုအင်တာနက်အန္တရာယ်ကနေကာကွယ်ဖို့ရည်ရွယ်တာဖြစ်ပြီးလာမယ့်နှစ်မှာစတင်အကောင့်ထဲပို့ဖို့ရည်မှန်းထားပါတယ်။မလေးရှားဆက်သွယ်ရေးဝန်ကြီးဖာမေဖတ်စီကအသက်16နှစ်အောက်ကလေးတွေကိုလူမှုကွန်ရက်ပလက်ဖောင်းတွေမှာအကောင့်ဖွင့်ခွင့်ပိတ်ပင်သွားမယ်လို့ပြောပါတယ်။ကလေးတွေရဲ့အသက်အရွယ်ကိုအတည်ပြုနိုင်ရေးအတွက် နိုင်ငံကူးလက်မှတ်ဓမ္မမဟုတ်အခြားသတိကံကပြားတစ်ခုခုကိုတင်ပြခိုင်းတာကလည်းစဉ်းစားရွေးချယ်စရာအချက်တစ်ခုဖြစ်တယ်လို့လည်းဆက်သွယ်ရေးဝန်ကြီးကပြောပါတယ်။မလေးရှားနိုင်ငံဟာအွန်လိုင်းရာဇဝတ်မှုတွေနဲ့အခြားစိုက်ဘာပြဿနာတွေကိုတိုက်ဖြတ်တဲ့အစီအစဉ်တစ်စိတ်တစ်ပိုင်းအနေနဲ့နာမည်ကြီးလူမှုကွန်ရက်နဲ့ message ဝန်ဆောင်မှုကုမ္ပဏီတွေအနေနဲ့အစိုးရရဲ့ခွင့်ပြုချက်လိုင်စင်ရယူဖို့ပြဋ္ဌာန်းပေးတာဖြစ်ပါတယ်။လိုင်စင်ရရှိထားတဲ့ social media platform တွေဟာသုံးစွဲသူတွေရဲ့အသက်အရွယ်အတည်ပြုခြင်းနဲ့ သုံးစွဲသူတွေဘေကင်းရေးအစီအမံတွေကိုအကောင့်ထည့်ဖော်ရမှာဖြစ်ပါတယ်။မလေးရှားအစိုးရရဲ့အခုလိုဆောင်ရွက်ချက်ဟာဩစတြေးလျနိုင်ငံကအသက်16နှစ်အောက်ကလေးသူငယ်တွေရဲ့လူမှုကွန်ရက်အကောင့်တွေကိုဒီဇင်ဘာလ10ရက်နေ့မှာပိတ်သိမ်းဖို့ဆုံးဖြတ်ခဲ့ပြီးမလေးရှားနိုင်ငံကအလားတူလှုပ်ဆောင်တာလည်းဖြစ်ပါတယ်ခင်ဗျာ။ ဘတ်မာနဲ့ညီမဖြစ်သူတို့ဟာလွန်ခဲ့တဲ့နှစ်လကအယ်ဖာရှာမျိုးကနေထွက်ပြေးဖို့စ조사စဉ်မှာကြုံတွေ့ခဲ့ရတဲ့ဖြစ်ပျက်တွေကိုလက်ခံနိုင်ဖို့အခုထိခက်ခဲနေစေပါသူတို့ဟာလမ်းမှာ Rapid Support Forces RSF စစ်သွေးကြွတွေရဲ့ကြားဖြတ်ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနှိမ့်ဆက်ညံမှန်တာတွေအကြမ်းဖက်တာတွေကိုခံခဲ့ကြရပါတယ်ဖျားသခင်ကသူတို့ကိုဖော်ထုတ်ပြီးပြစ်ပေးပါစီဖျားသခင်လိုတော်တိုင်းသူတို့ဝက်လက်မဲ့နေရောက်လာမှာပါသူတို့ကကျမနဲ့ကျမညီမကို9ရက်လောက်ဖမ်းထားပြီးနှိမ့်ဆက်ခဲ့ကြတာပါလို့ဘတ်စမာကပြောပါတယ် ဒီဒေသကလူများစုဟာသူတို့ကြုံတွေ့ခဲ့ရတဲ့ဒုက္ခတွေကြောင့်သာမကပဲသူတို့ချစ်ခင်ရသူတွေအသက်ရှင်ရရှိမရှိမရေရာတာတွေကြောင့်မှစိတ်ဒဏ်ရာရနေကြရပါတယ်။ဒုက္ခသည်စကန်ထဲမှာမျိုးသမီးကုညီပေးရဲ့ဖွင့်ငယ်လေးတစ်ခုစတင်ဖွဲ့စည်းထားပါတယ်။ဒါဟာအချမ်းဘက်ခံရသူတွေအတွက် ရရှိနိုင်တဲ့ရှားပါးလာတဲ့စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုတွေတဲကတစ်ခုပါ။နှစ်သိမ့်ဆွေးနွေးပေးမှုကောင်ဆယ်လင်းတွေမရှိတာကြောင့်ဒုက္ခသည်ထောင်ပေါင်းများစွာဟာသူတို့ကြုံတွေ့ခဲ့ရတဲ့ဆိုးရွားတဲ့ဖြစ်ပျက်တွေကိုတယောက်တည်းရင်ဆိုင်ကြော်ဖြတ်နေကြရပါတယ်။ တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရချတ်နိုင်ငံရဲ့ဒီနေရာမှာစိတ်ကျမ်းမာရေးဆရာဝန်တယောက်ထဲသာရှိပြီး NGO ဖွဲ့တွေနဲ့တွဲလုပ်နေတဲ့စိတ်ပညာရှင်တွေနဲ့ပဲရှိတယ်လို့ဆိုပါတယ်။ဒါဟာနေရဆွန့်ခွာလာရသူသိန်းနဲ့ချီအတွက်စိတ်ကျမ်းမာရေးစောင့်ရှောက်မှုပေးဖို့လိုအပ်နေပါသေးတယ်။ဒီလိုတရားဝင်မဟုတ်တဲ့ဆွေးနွေးပွဲလေးတွေဟာလူအများစုအတွက်တော့အသက်ကယ်ဆေးလိုဖြစ်နေပါပြီ။ဒီဆွေးနွေးပွဲတွေကို Fatima Fadou ကဦးဆောင်နေတာဖြစ်ပြီးသူကိုယ်တိုင်လည်းဒုက္ခသည်တစ်ယောက်ဖြစ်ကပရိပခကြားကအသက်ရှင်လွတ်မြောက်လာသူတူဖြစ်ပါလေ။ ဒလိထုံးစံအရနှုတ်ပိတ်နေဖို့ဖိအားပေးတာတွေရှိနေပေမဲ့အရမကျင်းခံရမှုနဲ့အကြမ်းဖက်ခံရမှုတွေအကြောင်းမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေပွန့်ပွန့်လင်းလင်းပြောရဲလာအောင်သူကတိုက်တွန်းအားပေးနေတာပါကျမတို့မှာဒီလိုအမဲဆက်ထင်မဲ့အရေးစိုးရင်ရတာတွေရှိပါတယ်။အိမ်မှာဆိုရင် မိခင်တွေကသမီးတွေကိုအရမကျင့်ခင်ရတာနဲ့ပတ်သက်ပြီးနှုတ်ပိတ်နေဖို့ဖိအားပေးလို့ရှိပါတယ်။ကျမတို့ကတော့ကိုယ့်အခွင့်အရေးကိုပြန်ရဖို့အတွက်အရမကျင့်ခင်ရမှုအကြောင်းထုတ်ပြောကြဖို့ကျမတို့ရဲ့ညီမတွေမိခင်တွေကိုအသိပညာပေးပြီးတိုက်တွန်းနေပါလေ။ တိတ်တိတ်လေးနေနေမယ်ဆိုရင်အတွင်းစိတ်မှာဒဏ်ရာရပြီးရောဂါတွေဖြစ်လာနိုင်ပါတယ်လို့သူကရှင်းပြပါတယ်။စိတ်ဒဏ်ရာကိုဖုံးထားတာထက်စာရင်လက်ခံလိုက်တာကကုစားဖို့အတွက်အရေးပါတယ်လို့သူကယုံကြည်ပါတယ်။ဒါပေမဲ့လိုအပ်ချက်ကများနေပါတယ်။အခုလိုစိတ်ကျန်းမာရေးအကူအညီနည်းနည်းကိုရရှိသွားကြတဲ့အမျိုးသမီးတယောက်ရှိတိုင်းမှာနောက်ထပ်ဆောင်ဆိုင်နေရသူယာပေါင်းများစွာရှိနေပြီးသူတို့တွေကအများစုကတော့အကူအညီရခြင်းမှရကြမယ်သူတွေပါ။ဒီမရင်မတွက်နိုင်တဲ့ကျူးလွန်ခဲရသူတွေဟာနှစ်သိမ့်ဆွေးနွေးမှုစိတ်သက်သာရမှုနဲ့ တရားမျှတမှုတွေမရှိဘဲစိတ်ဒဏ်ရာတွေကိုရင်ဆိုင်ရတော့မှာပါ Charles နိုင်ငံအရှိပိုင်းကဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြတဲ့ bus မာတို့ဇာနက်တို့လိုအမျိုးသမီးတွေနဲ့အမျိုးသမီးထောင်ပေါင်းများစွာအတွက်တော့အသက်ရှင်ရပ်တည်ဖို့ဆိုတာအကြမ်းဖက်မှုကနေလွတ်မြောက်လာပြီးကြာတာတောင်းမှအဲ့ဒီအကြမ်းဖက်မှုအမှတ်တရဇိုးတွေနဲ့အတူဘယ်လိုနေထိုင်ရမလဲဆိုတာသင်ယူနေရခြင်းပဲဖြစ်ပါလေခင်ဗျာ ိုင်ငံတောင်ပိုင်းဟတ်ရိုင်မြို့လမ်းမတွေပေါ်မှာရေရွေကြားဖြတ်တန်းသွားလာနေကြရပါတယ်။မြေနေပိုင်းဒေသကလူထောင်ပေါင်းများစွာကိုဒေသတွင်းကယ်ဆယ်ရေးစခန်းတွေမှာတွားရောက်ခိုးလုံကြဖို့တတိပေးထားပါတယ်။ရွှေပြောင်းတဲ့အချိန်မှာပြည်သူတွေရဲ့လုံခြုံရေးအတွက်ကျွန်တော်တို့စီစဉ်ဆောင်ရွက်ပေးမှာပါ။အိမ်မှာပဲဆက်နေတာထက်စာရင်တော့ဒီနေရာကပိုကောင်းပါလေ။တကယ်လို့ရေအရန်ကြီးလာရင် ကားတွေဝင်မရ၊လှေတွေဝင်မရနဲ့မီးတွေပါပြတ်သွားရင် အခြေအနေကခက်ခဲသွားနိုင်ပါတယ်လို့တာဝန်ရှိသူတို့ကပြောပါတယ်။ လူတွေနေအိမ်တွေထဲမှာပိတ်မိနေဆဲဖြစ်ပြီးအခြေအနေတွေဆိုးရွားလာတာနဲ့အမျှစေတနာဝန်ထမ်းတွေဟာမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေပို့ဆောင်ပေးဖို့ရုန်းကန်နေကြရပါတယ်။ကယ်ဆယ်ရေးသမားတွေအတွက်တော့အခြေအနေကခက်ခဲနေပါတယ်။အခုကြုံရတဲ့ပြဿနာကတော့ဖုန်းလိုင်းတွေမမိတာပါပဲ။တယောက်ယောက်ကတီနီယာပေးဖို့လာရင်တော့ကျွန်တော်တို့စစ်ဆေးလို့မရပါဘူး။ကျွန်တော်တို့အဖွဲ့ရင်းဆက်သွယ်ရေးစနစ်နဲ့အသက်ရှင်ကြံရည်သူတွေစီဆက်သွယ်တဲ့စနစ်တွေအလုံးမလုပ်ပါဘူး။ တယောက်နဲ့တယောက်ဆက်သွယ်လို့မရကြပါဘူးလို့ကယ်ဆယ်ရေးသမားတဦးကဆိုပါတယ်။ထိုင်းနိုင်ငံဒေသတချို့မှာရပောင်းများစွာစံချိန်တင်မိုးဆက်တိုက်ရွာသွန်းမှုကအိန္ဒိချင်းမလေးရှားနိုင်ငံကိုပါရိုက်ခတ်နေပါတယ်။လူနေရက်ွက်လမ်းတချို့ဆိုရင်ရွှွင့်ရည်တွေကြောင့်လမ်းမမတိတော့တဲ့အခြေအနေဖြစ်နေပါတယ်။အာဏာပိုင်တွေကတော့အနေအများတဲ့နေရာတွေကလူထောင်ပေါင်းများစွာကိုရွှေ့ပြောင်းပေးထားပြီးမိုးထက်ရွာဖို့လည်းရှိနေသေးတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့တစ်ပတ်အတွင်း မိုးရေချိန်1900မီလီမီတာကျော်အထိစံချိန်တင်ရွာသွန်းခဲ့တဲ့ဗီယက်နမ်နိုင်ငံမှာတော့ရှင်းလင်းရေးလုပ်ငန်းတွေစတင်နေပါပြီ။ဗီယက်နမ်မှာလူတရာနီးပါးတည်ဆုံခဲ့ပြီးတချို့ကတော့ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။စက်တင်ဘာလကုန်ပိုင်းကစလို့ဒီဒေသတွင်းကိုတိုင်ဖုန်းမုန်တိုင်းကြီးနှစ်ခုဝင်ရောက်တိုက်ခတ်ပြီးနောက်အခုလိုရေကြီးမှုတွေဖြစ်ပေါ်လာတာပါ။ဟိုချီမင်းမြို့ကပြည်သူတွေကတော့အကူအညီပေးနေကြပါတယ်။လူတိုင်းကအကူအညီဖို့ကြိုးစားနေကြပါတယ်။ကျွန်မ Facebook ပေါ်မှာသတင်းတွေတွေ့ပါတယ်။ ဒါကြောင့်မနေ့ကရောဒီနေ့ရောတငယ်ချင်းတွေနဲ့အတူအိမ်သုံးပစ္စည်းတွေဝတ်စားတွေလိုက်စုပြီးဒီကိုလာပို့ပေးတာပါလို့ဒေသခံတဦးကပြောပါတယ်။ဒီနေရာမှာရေးစကြလာတာနဲ့အမျှအိမ်အောင်စုထောင်ပေါင်းများစွာဟာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုစတင်နေကြပါပြီခင်ဗျာ။ help preserve our culture and uplift our voices. the rich stories of our culture are at risk of being forgotten. Your gift can uplift voices and preserve our culture today. Support our culture, donate now. တော်လန်ရင်းနဲ့စီးချလိုက်တဲ့အခါအခုတော်လန်ရင်းကလာကြီးမှလူတွေဟာအယမ်းတည်တာသွားတယ်။အရေးချင်းရှိတဲ့သူနဲ့အရေးချင်းမရှိတဲ့သူ၊စီရင်နာရှိတဲ့သူနဲ့စီရင်နာမရှိသူ၊အလုပ်လုပ်တဲ့သူနဲ့မလုပ်တဲ့သူတွေကို <laughs> လုံးဝကွက်ကွက်ပြပြမြင်ရတယ်လို့မစ္စမွေးကမောင်လမွေးကိုပြောပါတယ်။တနေ့ကုန်စာသင်ပြီလို့ညနေမိုးချုပ်အချိန်လျှက်စင်မိမရှိလို့မှောင်းနေတဲ့အိမ်ထဲမှာမောင်လမွေးတို့နှစ်ယောက်အတူထိုင်ရင်းမစ္စမွေးကမောင်လမွေးကိုပြောပြနေတာပါ။မောင်လမွေးဟာတနေ့ကုန်စာသင်တဲ့နေ့လေတမင်းစားပြီးတာနဲ့စားဖက်တယ်။ညနေမိုးချုပ်ဆိုဖုန်းနဲ့ဆက်သွယ်ပြောဆိုစရာရှိတာကိုဆက်သွယ်ပြောဆိုတယ်။ညဆိုစားရည်တယ်။ဒီလိုဆိုတော့မစ္စမွေးပြောတဲ့အရေးချင်းမရှိစေတနာမရှိ အလုံးမလုံးတတ်တဲ့လူဒန်းစားထဲမှာမပေါတော့ဘူးလို့ကိုကိုကိုယုံကြည်နေပါတယ်။တာတော်မောင်လူမွေးဟာအိမ်သုံးရေခတ်တဲ့တောင်ဝန်ကိုဆောင်ရွက်ရာမှာနှောက်နေတယ်။အိမ်တန်ရှင်းလုပ်ရာမှာအားနေတယ်။စီးစနစ်ကြီးလာတဲ့မစ်မွေးရဲ့အဆူကိုမကြမကြခံရလေရှိပါသေးတယ်။ဒေါ်လိုင်းကာလာမှာလုံမဲဆိုအလုပ်တွေကပုံလို့ပါ။ပညာရေးစစ်ဆောင်ကူညီရေးပညာဖြန့်ဝေရေးထောက်ဖို့ကျန်းမာရေးရက်ရွာရေးစသဖြင့်အများနဲ့ဆိုင်တဲ့နေရာတွေမှာလိုအပ်နေတဲ့နေရာတွေအများကြီးရှိကြတယ်။ အဲ့ဒီလိုအများနဲ့ဆိုင်တဲ့နေရာတွေမှာလှုပ်ဆောင်ကြရမှာလှုပ်ဆောင်သူရဲ့စေတနာနဲ့ရည်ချင်းဟာအဓိကကြတယ်။ပညာရေးဘက်ဆိုတော့စာကိုကောင်းကောင်းကြိုးစားမသင်တဲ့စာသင်ချိန်အချိန်မမှန်တဲ့ဆရာဆရာမတစ်ယောက်ကိုထိန်းချောင်းဖို့ခုနေကာလမှာအရန်ကိုခက်ခဲပါလေ။ဒီလိုထိန်းချောင်းဖို့ခက်ခဲတော့စေတနာမတန်တဲ့ဆရာဆရာမတွေကိုလည်းတွယ်ဝိုက်ပြောဆိုတာမျိုးကလွဲရင်ဒီအတိုင်းပဲထားကြရပါလေ။သတိထားတဲ့ကျောင်းသားမိဘတို့ကတော့ဒါကိုသိကြပါလေ။အရင်ကဆရာဆရာမတွေကနာသုံးတာအကြောင်းကိုပြောကြတယ်ဗျ။ သူတို့ဟာစေရနာဝါသနာအနစ်နာခံကြတဲ့သူတွေပေါ့အခုလိုခက်ခဲနေတဲ့အနေအထားမှာနောက်ဆုံးတာမရှိတဲ့သူတွေကအလုံးမလုံးကြတော့ဘူးသူတို့တွေအရင်ကပြောခဲ့တာတွေကလိန်လာဖြစ်နေတာပေါ့ဗျာလို့မောင်လမွေးကိုခင်မင်းနဲ့မျိုးသားတို့ကမှတ်ချက်ပြုပါတယ်သူစနီးဟာ CDM ကျောင်းဆရာမတူဖြစ်ပြီးလက်ရှိအချိန်ထိတောင်းကနန်းလာစာနဲ့ဂျားကလာပညာရေးမှာပညာသင်ကြားပေးနေသူဖြစ်ပါတယ်ဒီလိုဆရာမတွေမျိုးတွေရဲ့နောက်ဆုံးတာနဲ့မောင်လမွေးတို့ရဲ့တော်လန်နေမြေကပညာရေးကိုခီးဆက်နေရစေဖြစ်ပါတယ် ပညာရေးအပြင်အခြားရရေးရွာရေးကိစ္စတွေကအစဘာသာရေးသာသနာရေးအဆုံးတော်လှန်ရေးကာလမှာလူတွေရဲ့ပြောင်းလဲမှုကိုတိတိသားသားမြင်ကြရတယ်။အရင်ကနာမည်ရဖို့ရရေးရွာရေးလှူရေးတန်းရေးမှာစိုက်ထုတ်ခဲ့တဲ့လူအချို့ဟာအခုတော်လှန်ရေးကာလမှာနေသာသလိုပဲနေကြတာတွေရှိတယ်။ဒီလိုနေကြတဲ့သူတွေကတော်လှန်ရေးကိုအားမပေးတဲ့သူတွေပေါ့ဗျာ။တော်လှန်ရေးဘက်ကလှုပ်တဲ့ဟာဆိုဘာဆိုဘာမှမပေါအောင်တတ်နိုင်သမျှနေတဲ့လူတွေပေါ့။တကယ်တော့ရရေးရွာရေးပညာရေးသာသနာရေးဆိုတာတွေက ဘယ်ချိန်မှဆိုလောက်ရတဲ့ဟာလေလူတွေကိုတိတိသားသားကြီးခွဲကြမြင်လဲရတဲ့အတွက်တော်လန်ကြီးကိုတော့ကျေးဇူးတင်စရာကောင်းတယ်ဗျာလို့ရရေးရွာရေးမှာတက်ကြွစွာပါဝင်နေသူတို့ကပြောပါတယ်တကယ်တော့မောင်လူမွေးကိုယ်တိုင်လည်းမြေပြင်မှာတော်လန်ကြီးကိုစိတ်မဝင်စားတဲ့သူတွေရရေးရွာကြီးပညာကြီးဘာမှစိတ်မဝင်စားသူတွေနဲ့အမြဲတမ်းကြုံတွေ့ရင်ဆိုင်နေရတာပါပဲဒီလိုလူတွေရဲ့သားသမီးတွေကိုမောင်လူမွေးကောင်းကောင်းစာသင်ပေးပါတယ်အခြားသောအကျိုးတွေကိုလည်းကြုံရင်ကြုံသလိုမညှို့မညင်ဆောင်ပေးပါတယ် ဆင်အာနာရှင်ကိုတော်လန်နေတဲ့သူတွေဆိုတာဘယ်လိုလူမျိုးတွေဆိုတာသူတို့ကိုအလုံးနဲ့ပဲတတ်သိပြပါတယ်။တော်လန်ရေးကစီးချပေးလိုက်တဲ့အခါလူတွေရဲ့အတွင်းသဘောကိုရှင်းရှင်းလင်းလင်းကြီးမြင်ကြရပြီးစေတနာရှိတဲ့သူနဲ့စေတနာမရှိတဲ့သူစိတ်ကောင်းထားနိုင်တဲ့သူနဲ့စိတ်ကောင်းမထားနိုင်တဲ့သူတွေကိုလုံးဝကွဲကွဲပြားပြားမြင်ကြရပါတယ်။သူတို့တွေကအချို့ဟာအလုံးမလုံးကြပေမဲ့မနာလိုမွန်တိုတာဝေဖန်အပုတ်ချတာတွေကိုလုတ်တက်ကြောင်းလဲမောင်လူမွေးသိပါတယ်။ဒါပေမဲ့သူတို့ဟာလည်း တမြေတန်းနေဒီတဲ့တောက်ကြတဲ့လူတွေမှုသူတို့အကျိုးကိုဆောင်ရပါတယ်။စီးချနေတဲ့သူတို့ဟာမောင်လူမွေးတို့လုံရက်တွေပိုကောင်းလာတဲ့တနေ့မောင်လူမွေးတို့ဗတ်ချမ်းကိုရောက်လာကြရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့စူးစမ်းနေပါတယ်ခင်ဗျာ။မောင်လူမွေး